မင်္ဂလာပါရှင်။မမပုကက်ချန်နေကနေစပရိတ်သက်တက်ကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာကတော့စာရေးဆရာမင်းမြတ်အောင်ရေးသားထားတဲ့ The Village Guide ဇလန်းလေးရဲ့အစီအစဉ်2အပိုင်း23ကိုတက်ဆက်ပေးသွားချင်ပါတယ်။ဇလန်းလေးမတင်ဆက်ခင်ပြီးမှကျမတို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပြီးတော့ဘေးနားလူဒီကောင်းကောင်းလေးကိုလည်းနှိပ်သွားပေးဖို့တောင်းဆိုလိုက်ပါရစေရှင်။ဒါဆိုရင်တော့ဇလန်းလေးကိုစတင်တက်ဆက်ပေးလိုက်ပါပြီ။လဲကူရွာကိုစိုးမြအရက်ဆိုင်ထဲမှာသူကောင်လေးနဲ့ကောင် မိမိနဲ့ငကြောက်တို့စကားတပြောပြောနဲ့အရက်အေးဆေးထိုင်တော့နေကြတယ်။ခဏကြာတော့အရက်ဆိုင်ထဲကိုထွန်းလာတို့လေးယောက်ခတ်တီတီနဲ့ဝင်လာကြတယ်။ဝိုးရောင်တို့ကကို့အာယုံနဲ့ကိုမလို့ထွန်းလာတို့ဆိုင်ထဲဝင်လာတာကိုမသိဘူး။ထွန်းလာတို့ကလည်းမသိဘူး။ပတ်ဝန်းကျင်ကိုကြည့်လည်းမကြည့်ဘူး။ဝိုးရောင်တို့နဲ့ခက်လန်းလန်းကဝိုင်းမှသွားထိုင်ကြတယ်။ဆိုင်ရှင်ဒီ ਉ အရက်လေးလုံးလာချပေးစမ်းပါဦးဗျ။မောင်ကြီးကလှမ်းအော်ရင်းခဏကြာမှတော့ကိုစိုးမြင့်အရက်ပလင်းတွေကိုကင်ပြီးရောက်လာတယ်။ ကျောင်းလျောက်ချင်းပဲမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကိုစိုးမြမျိုးလုံးပြူးသွားတယ်။တက်ပြင်းတစ်ချက်လည်းချလိုက်တယ်။အဲဒါကြောင့်ထုံးလာနေပေါင်းဤစံသိန်းကြီးကိုပြန်ပေါင်းမိသွားတာကြောင့်ဖြစ်တယ်။အဲဒါကြောင့်သူ့စိတ်ထဲကြားကိုတောင်မှန်တက်ပေးလိုက်တယ်လို့ဖြစ်ပြီးနဲ့တူတယ်လို့စိုးရင်တကြီးပြောလိုက်တယ်။ဟာဘသူတွေများလဲလို့မင်းတို့ပါလားကွ။ရွာကိုဘယ်တော့မှရောက်လာတာလဲ။ကိုစိုးမြကမောင်အင်းနဲ့စံသိန်းကြီးကိုကိုကြည့်ပြီးတော့စကားဆတယ်။မောင်အင်းကကိုစိုးမြကိုရှုတ်တီတီစိုက်ကြည့်ပြီး အဲ့ဒါအသာထားလက်ထက်အရက်ပလင်းတွေကြုတ်ကို အရင်ပေးအောင်လို့လေးတမ်းမာမာနဲ့ပြောလိုက်တယ်။အေးအေးရော့ရော့ကိုစိုးမြတ်ကအရက်ပလင်းတွေကိုမောင်ရဲကိုအသာတကြီးပေးလိုက်တယ်။မောင်ရဲကယူပြီးထုံးနာရှိကိုအရက်တလုံးအရင်ချပေးတယ်။ပြီးမှစံသိန်းရှိကြော်သိန်းရှိမိမိရှိကိုအရက်တလုံးစီချပေးတယ်။ဘာအမီးချပေးရအောင်မလဲကွာ။တော်ပြီ။ကျွတ်တို့အမီးမစားတော့ဘူးအရက်ပဲတောက်တော်မယ်။ဩအေးပါအေးပါ။ဒါပြန်ငါသွားတော့မယ်နော်။လိုအပ်တာရှိရင်လှမ်းခေါ်လိုက်ကြာလာဟဲ့။ ိုစိုးမြကပြောပြီးခတ်တုတ်တုတ်ပြန်ထွက်သွားတယ်။ကဲအကူကျုပ်တို့ပြန်ဆုံတွေ့တဲ့အထိတ်မတ်အနေနဲ့ဒီနေ့အမှုတောက်ကြတာပေါ့ဗျာ။မောင်ရထွန်းလာကိုကြည့်ပြီးခက်ပြုံးပြုံးပြောတယ်။ထွန်းလာကတော့ဘာမှပြန်မပြောဘူး။သူ့ရှိရာအဆက်ပလင်းကိုမျက်ကြာမခက်ပဲစိုက်ကြည့်နေတယ်။အကူကျုပ်ပြောတာကြားလား။ကျုပ်တို့ဒီနေ့အမှုတောက်ကြမယ်လို့မောင်ရနောက်တစ်ချိန်ထပ်ပြောတယ်။ဒီတစ်ချိန်လဲထွန်းလာကဘာမှပြန်မပြောဘူး။သူ့ရှိရာအဆက်ပလင်းကိုပဲစိုက်ကြည့်မြင်စိုက်ကြည့်နေတယ်။ဟာပြဿနာပဲဟာ။ ဘာဖြစ်တာလဲမသိဘူး။ဆော့ဆော့ပဲကောင်းကြီးကွာ။မောင်ရအခက်တိုးတိုးပြောပြီးသူ့ကောင်းကိုလက်နဲ့နန်းနာကုတ်လိုက်တယ်။အဲ့ဒီနောက်စံသိန်းကိုလှဲ့ကြည့်ပြီးထုံးလာဘာဖြစ်သွားတာလဲဆိုတဲ့အမှုအရာနဲ့မေးဆက်ပြတယ်။စံသိန်းက "तू လည်းမသိဘူး"ဆိုတဲ့အမှုအရာနဲ့ဇက်ပြန်ပူပြတယ်။အဲ့ဒါကြောင့်မောင်အေးဘာလို့လို့ပါကံရမန်းမသိဖြစ်သွားတယ်ဒီတော့မှကြော်တင်းကထွန်းလာကိုလှုပ်ပြီးတော့အကိုကြီးဘာဖြစ်သွားတာလဲလို့စိုးရင်တကြီးမေးတယ်ထွန်းလာလန်ပြီးစက်ခနဲဖြတ်သွားတယ်ကြော်တင်းကိုလည်းမျိုးလုံးပြူးကြီးနဲ့ကြိတ်နေတယ် အကိုကြီးဘာလို့ကြုတ်ကိုမျိုးလုံးပြူးကြီးနဲ့ကြည့်နေရတာလဲဗျအကိုကြီးဘာဖြစ်သွားတာလဲကြုတ်ကိုပြောစမ်းပါဦးကြော်တဲ့အောင်ထပ်မေးတယ်ငါဘာမှမဖြစ်ဘူးမင်းတို့တောက်ဆရာရှိတာတောက်ငါ့ကိုဂရုမစိုက်နဲ့ထောင်းလာခက်ပြက်ပြက်ပြန်ပြောတယ်ကြုတ်တို့ကိုတောက်ဆရာရှိတာတောက်ဆိုတော့အကိုကမတောက်တော့ဘူးဆိုတဲ့သဘောလားဗျဟုတ်လားကိုမောင်ရမေးတယ်အေးဟုတ်တယ်ငါမတောက်တော့ဘူးကွာမင်းတို့ပဲတောက်ကြတော့ထောင်းလာပြောပြောဆိုဆိုနဲ့သူ့ရှေ့ရအရက်ပလင်းကိုမောင်ရဲ့ဘက်ကိုထိုးပေးလိုက်တယ်မောင်ရဲ့မျက်တောင်တစ်ချက်ကြုံပြီမဟုတ်သေးပါဘူးဗျာ အရက်ဆိုင်ထဲရောက်ရင်အရက်တောက်ရမယ်။ထန်းတော့လေးရောက်ရင်ထန်းရင်တောက်ရမယ်။ဒါသူ့စည်းကမ်းမယ်မဟုတ်ဘူးလား။အခုအကိုကအရက်ဆိုင်ထဲလာပြီးအရက်မတောက်တော့ဘူးဆိုတော့ဘာသဘောလဲဗျ။သဘောကမကြဘူးထင်တယ်နော်။တဏိယဖြစ်တော့စည်းကမ်းနဲ့မကြိုက်ဘူးထင်တယ်။အဲ့ဒါတွေငါမသိဘူးမောင်အေး။မင်းတို့ကမင်းတို့တောက်ကြကွာ။ငါတော့တောက်ချင်စိတ်မရှိ။အဲ့ဒါကြောင့်မတောက်ဘူးကွာ။တကယ်လို့တဘာဝမကြဘူးစီကန်းနဲ့မကိုက်ညီဘူးဆိုရင်ငါပြန်မယ်ကွာပြီးမှမင်းတို့လိုက်ခဲတော့ပြန်တော့မပြန်ပါနဲ့အကိုရာအကိုမတောက်ချင်ရင်လည်းမတောက်ပါနဲ့ ပေးပါမယ်ထိုင်နေပေးပါတို့တို့ပဲတောက်မယ်ဂျောနာကဘာမှပြန်မပြောမျက်လုံးကိုစုံမဲ့၍အသက်ကိုခက်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်လိုက်တယ်ဟဲ့ငဲကောင်မင်းတတော်စောက်စကားများတဲ့ကောင်ပါလားကိုကကိုတောက်ဆရာရှိတာတောက်လိုက်တော့စောက်ရင်မတက်နေတော့ကွာစံသိန်းရလေးတမ်းမာမာနဲ့ဝင်ပြောတယ်အေးပါကွာငါဘာမှမပြောတော့ပါဘူးကို့အရက်ကိုပဲတောက်တော့မှာပါမောင်ရအဆက်ပလင်းကိုဆွဲပြီးတဝမော်တယ်အဲ့ဒီနောက်ပလင်းကိုခုံဖော်ပြန်ချပြီး ကောင်းလိုက်တဲ့အဆက်ကွာလဲเจ้าနဲ့ကိုပူပြီးတော့ဆင်းသွားတာပဲလို့ပြော၍ဇပွဲကုံကိုဝုန်းကနဲမီအောင်ရှိုက်လိုက်တယ်ချက်ချင်းဆိုသလိုဝင်းရောင်နဲ့ငတ်တော့အတန်လာရဘက်ကိုတိုင်ပင်မထားပဲလှည့်ကြည့်လိုက်ကြတယ်မိမိကတော့မကြည့်ဘူးသူ့ရဲ့သူအရသာခံပြီးတော့တောက်နေတယ်ရုတ်တရက်ထုံးလားကိုအရက်ဆိုင်ထဲမှာမြင်လိုက်ရတာကြောင့်ဝင်းရောင်မျက်မှောင်ကျုံသွားတယ်အဲ့ဒီနောက်အကြည့်ကိုလွှဲပြီးသူ့ချင်မှာခြားထားတဲ့အရက်ခွက်ကိုတက်တက်တဲကောက်မော့လိုက်တယ်ငတ်ကြောက်ကတော့ထုံးလားကိုမသိဘူးစိတ်လည်းဝင်စားအောင်ဒါပေမဲ့ထုံးလားဘေးမှာထိုင်နေတဲ့လူ ကြော်တင်းကိုတော့သူစိတ်ဝင်စားနေတယ်။ဒဏ္ဍာရီယာမှာမြင်ဘူးတလို့ပဲလို့ခန်းစားနေရတယ်။အဲ့ဒါကြောင့်ဟဲ့အောင်မြင်မီဟိုဝိုင်းမှာထိုင်နေတဲ့ကောင်တိစားကြည့်စမ်း။ဒီကောင်ကတဏ္ဍာရီယာမှာမြင်ဘူးတလို့ပဲကွဘယ်မှာမြင်ဘူးလဲမသိဘူး။ငါကြောက်ကအဲ့လိုပြောတာကြောင့်မြင်မီကြော်တင်းကိုလှမ်းကြည့်တယ်။အေးဟုတ်တယ်ကွ။ငါလည်းဒီကောင်ကိုတဏ္ဍာရီယာမှာရင်းရင်းနှီးမြင်ဘူးတလို့ပဲ။ဘာမှမြင်ဘူးလဲမသိဘူးကွ။ကြော်တင်းကသူ့မဲစိတ်ကိုလက်နဲ့ပုတ်ပြီးစဉ်းစားရင်းပြောတယ်။ကောင်လေးတွေမင်းတို့ဘသူ့ကိုပြောနေတာလဲဝင်းရောင်ကမေးတယ် ဟိုးမှာထိုင်နေတဲ့ကောင်ပြောတာကိုရဲ့မိမိကကြော်တင်းကိုလက်ညှိုးထိုးပြတယ်။ဝင်းရောက်တစ်ချက်လမ်းကြည့်လိုက်တယ်။ဒီတော့မှကြော်တင်းကိုသူမြင်သွားတယ်။မြင်မြင်ချင်းသူမျက်နှာလည်းခွက်ခနဲပြတ်သွားတယ်။ဘလို့ဖြစ်လို့ဒီကောင်ကထွန်းလာလို့နဲ့ပေါင်းမိသွားပါလေဆိုပြီးတော့သူစဉ်းစားနေမိတယ်။အဲ့ဒီနောက်မှာဝင်းရောက်ကအဆက်ပလင်းထင်းကနေအရက်တစ်ခွက်ငှဲ့ပြီးတကြိုက်တည်းမော့တော်ရီခွက်ကိုခုံမော်ပြန်ချလိုက်တယ်။မိမိနဲ့ငကြောက်ကတော့ကြော်တင်းကိုဘယ်မှာမြင်ဘူးလဲဆိုတာကိုအချိန်တစ်ခုကြာတဲ့အထိဂျိန်ပြီးတော့စဉ်းစားကြည့်နေတယ်။ကောင်လေးတွေ တောက်ဆရာချီတာတောက်ဟုတ်ကွာခေါင်းရှုပ်ခံပြီးရှောက်စင်းစားမနေနဲ့ပလင်းတဲကအရက်ကုန်ရင်ပြန်မယ်ကွာဟုတ်ကဲ့ပါကိုကြီးဝင်းရောင်ပြောလိုက်မှမြင်းမိနဲ့ငါကြောက်အရက်ကိုပြန်တောက်ကြတယ်သူ့ကောင်လေးနဲ့ထုံးလာတော့မညှိစေရန်အတွက်ဝင်းရောင်ကကြော်ကြော်တင်းဘသူဘဝဖြစ်တယ်ဆိုတာကိုမြင်းမိနဲ့ငါကြောက်ကိုမပြောပြမသိကြအောင်စောင့်ပြီးတော့အေးဆေးနေနေတယ်ထို့သောဖြင့်ပလင်းထဲကအချက်ကုံနာနဲ့ဝင်းရောင်ကကြာတင်ငွေကိုခုံပေါ်မှာတင်ပြီးတော့သူ့ကောင်နဲ့ကောင်ကိုခေါ်ပြီးအရက်ဆိုင်ထဲကနေခက်အေးပြန်ထွက်သွားခဲ့တယ်။ထွက်မသွားခင်ထုံးလာကိုတော့ နောက်တစ်ကြိမ်လှည့်ကြည့်သွားလေတယ်။ဒါအထုံးလာတောင်မသိပြီ။အိမ်တို့ပြန်ရောက်တော့ဝင်းရောင်ကကလပ်ထိုင်ပေါ်မှာခြေချိတ်ထံပြီးဆက်လက်ကိုဟန်ပါပါတောက်ရိတ်မျိုးလုံးကိုစုံမိကတစုံတစ်ခုကိုလေးလေးနက်နက်စဉ်စားတွေးတောနေတယ်။မြင်းမိနဲ့ငကြောက်ကတော့အလွန်အိတ်ချင်တာကြောင့်အိတ်တဲကိုရောက်ရင်ရောက်ချင်းပဲတန်ရတလုံးစီမှာဖြစ်တယ်လို့လဲလိုက်ကြတယ်။နောက်10မိနစ်15မိနစ်လောက်ကြာတော့ဝင်းရောင်အနားကိုရဲကြီးရောက်လာတယ်။ဝင်းရောင်ကမျိုးလုံးကိုစုံမိထားတဲ့အတွက်သူ့အနားကိုရဲကြီးရောက်လာတာမသိဘူး။အဲ့ဒါကြောင့်ရဲကြီးက6တစ်ချက်ဟန့်ပြီးတော့အသိပေးပြီးတော့ အကိုဘာတွေစဉ်းစားနေတာလဲလို့မေးလိုက်တယ်။ရဲကြီးအတန်ကိုကြားမှဝင်းရောင်ကနှလုံးဖြည်းဖြည်းချင်းပြန်ဖွင့်နေ။အဲ့ဒီနောက်တန်လျာတလုံးစီမှာအဲ့တဲ့မြင်းမိနဲ့ငကြောက်ကိုတစ်ချက်လမ်းကြည့်တယ်။မြင်းမိနဲ့ငကြောက်ကအရဲ့အရှိန်ကြောင့်အိပ်ပျော်ခြင်းအဆင့်ကိုရောက်ရှိနေခြင်းပြီးဒီတော့မှဝင်းရောင်ကရဲကြီးကိုပြန်ကြည့်ပြီးစကားဆားတယ်။ရဲကြီးမင်းဟိုကောင်လေးကိုမှတ်မိလား။ဘယ်ကောင်လဲကို?ရဲကြီးကဘသူဘဝမဲမသိတာကြောင့်မျက်မှောက်တစ်ချက်ကြုံပြီးပြန်မြင်တယ်။ မိမျက်နှာကိုလက်သီးနဲ့ထိုးမိရဲ့ဘက်ကိုချက်ချောင်းနဲ့ကန်နှင်းပြီးလက်မျိုးကိုဒချွန်နဲ့ထောက်တဲ့ကောင်လေးအဲ့ကောင်လေးကိုမိမက်မိလားချက်ချင်းစော်တလုံးရဲကြီးမျက်နှာမှာဒေါသအရေးရောင်နေဖုံလန်းသွားတယ်လက်သီးကိုကြက်ကြက်ပအောင်ဆုပ်ပြီးအန်ကိုလည်းတင်းတင်းကျိတ်ထားတယ်မက်မိတဲ့ကိုအဲ့ကောင်ဘာဖြစ်လို့လဲရဲကြီးကဒေါသတန်တက်တက်နဲ့ပြောတယ်ဘာရဲမဟုတ်ပါဘူးကွာအဲ့ကောင်ကလှဲခုရွာကအရက်ဆိုင်ထဲမှာအခုတွေ့ခဲ့လို့ကွာအဲ့ဒါကြောင့်အဲ့ကောင်စစ်ရောဟုတ်ရလားကုန်းလူသူမရှာနာမည်သူမရှာဆိုသလိုပဲရုပ်ချင်းလက်တူနေတာလည်းဖြစ်နေအောင်ပဲဗျ မမားပါဘူးကွာဒီကောင်မျက်နှာခွေးချီသားတော့ငါမှတ်မိတယ်ဒီကောင်မှဒီကောင်အစ်စ်တိတ်ကြတယ်ငါစဉ်းစားတာကဒီကောင်ဘလို့လုပ်ပြီးတော့ဒုံးနယ်ကိုနေချင်းညချင်းရောက်လာတာလဲလို့ဒီပုံနဲ့ဆိုဒီကောင်နဲ့ငါတို့ရေဆက်မကုံသေးဘူးနဲ့တူတယ်ကွာရှေ့ချောက်ဘာရီဆက်ဖြစ်လာအောင်လဲမသိဘူးဝင်းရောင်ကသဘောကျပြီးတဟားချီလိုက်တယ်ရဲကြီးကတော့ခေါက်တန်ငိမ့်ငိမ့်လုပ်ပြီးဘာမပြောညာမပြောနဲ့အိမ်တိုင်းကတန်ကုန်းမှာချိတ်ဆွဲထားတဲ့ငှက်ကြီးတောင်သားကိုဆွဲယူတယ်ရုတ်တရက်မလို့ဝင်းရောင်ရဲကြီးကိုကြောင်ကြည့်နေမိတယ် ခဏကြာမှအသိပြန်ဝင်လာပြီးစက်ကနေမတက်ထရဲ့ပြီဟဲ့အောင်ရဲကြီးမင်းအဲ့ဒါယူပြီးဘာလို့မလို့လဲလို့မန်ပါပါမေးလိုက်တယ်ဘာလို့ရမှာလဲအကိုအဲ့ခွေးမသာဟုတ်မဟုတ်ကြုတ်ကိုယ်တိုင်သွားကြည့်မလို့သွားကြည့်တာဓာယူဖို့လို့လို့လားကွလို့တဲ့အကိုအဲ့ကောင်ဆိုတာတေချာရင်ဓာနဲ့ခုတ်ပြီးတခါတည်းအပြတ်ရှင်းခဲ့မလို့လဲမျိုးကိုဓာနဲ့ထောက်ခဲ့တာခုတ်တင်မမဲ့သေးဘူးဗျရဲကြီးကဓာကိုဝင်ပြီးတော့မန်ပါပါပြောတယ်ဝင်းရောက်ဒေါသတောင်းနဲ့ထွက်သွားတယ်ယခုနေရဲကြီးကိုသူ့တယောက်တည်းလွတ်လိုက်ရင် ကိုတားနဲ့ကိုပြန်ခုတ်ခံရပြီးအသက်ခံရမည်မှာအမှန်ပါ။ဘာကြောင့်လဲဆိုရင်တော့ကြော်တင်းနာမှာထွန်းလာရှိနေတာမဟုတ်ပါလား။အဲ့ဒါကြောင့်မို့ပါ။ဟဲ့အောင်မင်းဘာဆောက်ယူထားမှုလဲကွာ။ကိုကကိုအေးစိမ့်နေစမ်း။ပိတ်အဲ့တာငါ့ကိုဝင်းအောင်ကမန်းပါပါပြောတယ်။ရဲရရချက်ချင်းမှတ်ပြီးဓာတ်ကိုကြက်ကြက်ပအောင်ဆုပ်ထားတယ်။ဟဲ့အောင်မင်းကငါပြောနေတာမစားဘူးလား။အဲ့တာငါ့ကိုပေးစမ်းလို့ဝင်းအောင်ကနောက်တစ်ကြိမ်ထပ်ပြောတယ်။ဒီတော့မှရဲကြီးကသူ့လက်ထက်ကဓာတ်ကိုမပေးချင်ပေးချင်နဲ့ဝင်းအောင်ကိုပေးတယ်။ ဝင်းရောင်ကဓာတ်ကိုစက်ခနဲ့ဆွဲယူတယ်။ရဲကြီးမင်းငါနဲ့နေရတာညင်းဝင်နေပြီလားကွ။မနေချင်တော့ဘူးလား။ငါမျက်နှာကိုလိုက်ချင်လို့လား။ဝင်းရောင်ကရဲကြီးမျက်နှာကိုစိုက်ကြည့်ပြီးလေးတန်မာမာနဲ့တခွန်းချက်မေးလိုက်တယ်။ရဲကြီးကပြန်မဖြေဘူး။လက်သေးကိုကြက်ကြက်ပောင်းဆုပ်အန်ကိုတင်းတင်းကျက်ပြီးတော့မျက်လွာချရေးခေါင်းကိုအောင့်ငုံထားတယ်။မင်းစိတ်ကိုရှော့ရဲကြီး။အဲကောင်ကိုမင်းမကျင်တဲ့ကငါသိတယ်။သိရင်ကြက်ကိုသွားတက်ခွင့်ပေးပါကို။ရဲကြီးကခေါင်းကိုဆက်ခနဲ့မော်ပြီးခက်သက်သက်ပြန်ပြောတယ်။ရဲကြီး မင်းငါနဲ့နေရညင်းဝင်နေပြီလားမနေချင်တော့ဘူးလားနေချင်ပုတ်ပုတ်လင်းလင်းပြောကွာအဲ့တိုင်မြို့ငါသွားခွင့်ပေးမယ်အကိုကျုပ်ကိုအထင်သေးလို့ဒီစကားပြောတာလားဒီကောင်ကိုကျုပ်မတတ်နိုင်ဘူးလို့အကိုထင်နေတာလားအဲ့ကောင်ဘာကမလို့လဲဗျကျုပ်ရအောင်တတ်ပြမယ်အကိုစောင့်ကြည့်လိုက်ဟဲ့အောင်မြို့ငါအထင်သေးလို့ပြောနေတာမဟုတ်ဘူးကွာငါနာမည်ဝင်းအောင်ဘသူကိုမှအထင်မသေးဘူးအေးအထင်မသေးတယ်လို့အထင်လည်းမကြည့်ဘူးကွာငါမှတန်ရုံးစင်တွေ့တာဆရာဆိုလို့မင်းတယောက်ပဲရှိတော့တာကွာ အဲ့ကောင်နဲ့မင်းတယောက်ချင်းချရင်တော့နိုင်ကောင်းနိုင်လိမ့်မယ်။ဒါပေမဲ့အဲ့ကောင်ဘက်ကထွန်းလာပါလာရင်မင်းခေါင်းနဲ့ကိုအိုးစာကွဲသွားလိမ့်မယ်။အဲ့ဒါမင်းတည်လားကွ။ထွန်းလာဆိုတဲ့အတန်းကြောင့်ရဲကြီးစိတ်ထဲအနှဲငယ်တောက်စိတ်ဝင်သွားတယ်။အေးဟုတ်တယ်။အဲ့ကောင်နဲ့ထွန်းလာပေါင်းမိသွားပြီ။ဒါကြောင့်မင်းကိုငါတားနေရတာကွ။အကြောင်းမဲ့တက်တက်တားနေတာမဟုတ်ဘူးကွ။အခုနေမင်းအဲ့ကောင်ကိုသွားတက်ရင်တေပါ။တရမှာကသူမဟုတ်ပဲမင်းဖြစ်လိမ့်မယ်။ဘာလဲဆိုတော့အဲ့ကောင်ဘေးမှာထွန်းလာရှိတယ်ကွ။ထွန်းလာဆိုတာကမင်းတို့ငါတို့လောဘတဲ့ကို လို့တလို့ထက်ပြီးရိုက်တက်လို့ရတဲ့ပရွက်စိတ်တကောင်မဟုတ်ဘူးကွာကြားမှကြားတကက်ကြားစီကွာတကွက်မားသွားရင်အစခံရမှာအကုန်ကျုပ်ဘာတခုမှနားမလဲတော့ဘူးဗျာဘယ်ရနေဘလို့ဒီကောင်နဲ့ထွန်းလာကပေါင်းမိသွားတာလဲတနေတဲ့သားချင်းတွေလည်းမဟုတ်ပင်နဲ့ကွာအဲ့ဒါတွေငါမသိဘူးသိလည်းမသိချင်ဘူးသေးကြတာတခုတော့ဒီကောင်နဲ့ထွန်းလာပေါင်းမိသွားတယ်ဆိုတာပဲ ဒီတော့မင်းအဲကောင်ကိုသွားထိဖို့မစူးစမ်းနဲ့အဲကောင်ကိုထိရင်ထောလာနဲ့ငါတို့ညှိလိမ့်မယ်ကွာအဲ့လိုညှိရင်ငါတို့အတွက်မကောင်းဘူးကွာအဲကြောင့်ထောလာနဲ့ငါမညှိချင်ဘူးကွာလောလောဆယ်ငါတို့ရဲ့အတိတ်ကပြင်းမဲ့ကလည်းထောလာမဟုတ်ဘူးညိုကြီးကွာဒီတော့ညိုကြီးကိစ္စကိုအရင်ရှင်းရမယ်ပြီးမှထောလာဘက်ကိုအာယုံစိုက်ထားကြတာပေါ့အဲကြမှာမင်းလည်းအဲကောင်ကိုမေ့ကျက်တယ်လို့စိတ်မှန်ကွာဟုတ်ကဲ့အကုန်ကြားပါတယ်ဗျာ သူရဲ့ခိုင်အိမ်ပေါ်ကနေအနေဆင်းလာတယ်အဲ့ဒါကြောင့်ဝင်းရောင်တို့ဆရာတပည့်စကားပြောတာကိုချက်လိုက်ကြတယ်ဝင်းရောင်လက်ထဲမှာငှက်ကြီးကြောင့်ဓာတ်ကိုကင်ထားတဲ့အတွက်အနေမျက်လုံးပြူးသွားတယ်အဲ့ဒါကြောင့်ဝင်းရောင်အနာကိုအပြေးလာပြီးတော့အကိုလက်ထဲမှာလည်းဓာတ်ကြီးကင်ထားပါလားဘာလို့မလုပ်လဲလို့စိုးရင်တကြီးမေးလိုက်တယ်ဘာမှမလုပ်ပါဘူးဗျာဓာတ်အသုံးမပြုရတာကြာလို့လားမသိဘူးအသွားတွေမထက်တော့ဘူးအဲ့ဒါကြောင့်ရဲကြီးကိုသွားသွေးခိုင်းမလို့ရဲကြီးရော့ဓာတ်သွေးဝင်းရောင်က မျက်စပြပြတယ် ရဲကြီးကသဘောပေါက်တာကြောင့်ခေါင်းပြန်ညှိပြပြီးဓာတ်ကိုယူသွားတယ်။ရဲကြီးထွက်သွားမှဝင်းရောင်ကအနင်းကိုရင်ခွင်ထဲဆွဲထည့်လိုက်တယ်။ကဲချစ်စနီးချော်လေးရဲ့အိမ်ထဲမှာကြီးနေနေတာပြင်းနေပြီလားဗျစိတ်ပြေလက်ပြောက်ရွာရဲသွားကြမလားအကိုလိုက်ဖို့ပေးမယ်လေအကိုတကယ်လိုက်ဖို့မလားရင်တကယ်ပေါ့ချစ်စနီးချော်လေးရဲ့အကိုကမဟုတ်ပဲပြောပါမလားဟုတ်ပါပြီရှင် အကိုလိုက်ဖို့မယ်ဆိုရင်သွားမယ်လေဒါပြည့်အခုပဲသွားကြတာပေါ့ဝင်းရောင်ကအနင်းရဲ့နှစ်ဖူးလေးကိုအသာနမ်းပြီးတော့ အနေစိတ်ပြေလက်ပြဖြစ်အောင်ရွာထဲကိုခေါ်သွားခဲ့ပါတယ်။ပြိတ္တများရှင်ဒီကနေ့မှာတက်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့စာရေးဆရာမင်းမျက်နှောင်ရေးသားထားတဲ့ The Village Back Guy ဇလန်းလေးရဲ့အစီအစဉ်2အပိုင်း23ကိုတက်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြိတ္တတို့အနေနဲ့နားဆင်ခံစားခဲ့ရသည်မှာတင်းနဲ့နှစ်သက်လိုက်မယ်လို့ထင်မိပါတယ်။နောက်ရက်များမှာလည်းကျမတို့ရဲ့ channel ကနေဒီဇလန်းရဲ့ကြံရှိနေသေးတဲ့အပိုင်းများကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စစ်ပရိသတ်တို့ကဆက်လက်စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးရှင်။ ဇလန်လေးကိုနားစင်ခန်းစားရတဲ့ခါမှာလဲဗီဗီယန်လေးဖွင့်ပြီးနားစင်ခန်းစားဖို့တောင်းဆိုလိုက်ပါစေရှင်။တာယာပြစင်းတဲ့နေ့တည်လေးကိုပန်ဆန်နေကြပါစေရှင်။